26ချိန်မြောက်တာမန်တင်ဘတ်ရဲ့တောက်ကြနေရှလူကာအေဝံဂေလိကျမ်းအခန်းကြီး7အခန်းငယ်54မှ59ထိုချိန်၌သခင်ယေရှုကလူတို့အားမိန့်တော်မူသည်မှာအနောက်ရက်မှ မိုးတိမ်တက်လာသည်ကိုသင်တို့မြင်ကြသောအခါမိုးရွာလိမ်မည်ဟုသင်တို့ချက်ချင်းပြောတတ်ကြ၏ထိုအတိုင်းလည်းဖြစ်၏တောင်လီတိုက်ခတ်လာသည်ကို သင်တို့မြင်ကြသောအခါ နေအလွန်ပူလိမ့်မည်ဟုသင်တို့ပြောတတ်ကြ၏ထိုနည်းတိုင်းလည်းဖြစ်လေ၏အသင်သူတော်ကောင်းရောင်ဆောင်သူတို့သင်တို့သည်ကောင်းငင်နှင့်ကဘာမြေကြီးအသွင်အပြင်ကိုတိမြင်ပြောဆိုနိုင်ကြပါလျက်ယခုခေတ်ကာလကိုအဘယ်ကြောင့်ပိုင်းခြား၍မသိနိုင်ကြသနည်းမှန်ကန်သောအမှုအရာကိုအဘယ်ကြောင့်သင်တို့ကိုယ်တိုင်မဆုံးဖြတ်ကြသနည်းသင်သည်သင်ဤတရားပြိုင်ပွဲနှင့်အတူတရားသူကြီးထံသို့သွားနေစဉ်သူနှင့်ကြေးမှုရအောင်လမ်းတွင်ကြိုးပမ်းအားထုတ်လော့ ထို့သောမပြုလျင်သူသည်တင့်ကိုတရားသူကြီးထံသို့ဆွဲ၍ခေါ်သွားသည်ဖြင့်တရားသူကြီးသည်တင့်ကိုမင်းမှုထမ်း၏လက်သို့အပ်လိမ့်မည်မင်းမှုထမ်းသည်လည်းတင့်ကို ထောင်ထဲ၌ချထားလိမ့်မည်တင့်အားငါဆိုသည်ကားတင်ပေးဆက်ရမည်ငွေကို အကုန်စင်မပေးမချင်းတင်သည် ထောင်ထဲမှထွက်ရလိမ့်မည်မဟုတ်ဟုမိန်တော်မူ၏ယေရှုခရစ်တော်သခင်၏မွန်မြတ်သောဧဝံဂေလိ တရားတော်ပေဒီကောင်းသောအမှုကိုငါပြုခြင်းတော်လဲငါမပြုဘဲနေခဲ့တယ်သို့သောအမှုကိုရှောင်ရှားခြင်းတော်လဲငါပြုလျက်နေစေကွယ်ဆိုတဲ့တခြင်းလေးကျွန်တော်တို့ငယ်ငယ်တုန်းကကြားဘူးကြပါတယ်တံပေါ်လူဒီနေ့ပထမကျမ်းထဲက သူ့ရဲ့ကိုယ်တွေကျွန်တော်တို့တယောက်စီရဲ့ကိုယ်တွေလည်းပဲမကြာခဏဖြစ်နေမယ်လို့ယုံကြည်ပါတယ်။တရားကဘာကိုဖော်ပြလဲဆိုရင် လူတွေရဲ့ will power စိတ်စွမ်းအင်းစိတ်တက်ခွန်အားနေပါကြတယ်။မသိကြတာမဟုတ်ဘူးသိရတာနဲ့မမြင်ကြတာမဟုတ်ဘူးမြင်ရတာနဲ့ လှုပ်ချင်ကြတာမဟုတ်ဘူးလှုပ်ချင်ကြရဲ့သားနဲ့မလှုပ်ဖြစ်ဘူးဒါကြောင့်မလို့အမြဲတမ်းဆုတောင်းနေကြရတယ်လို့ဆိုပါတယ်သူ့ရဲ့အလိုတော်ဖျားသခင်ရဲ့အလိုတော်လှုပ်ဖြစ်သွားအောင်ယဟန်နာတွေမြောက်များစွာကလည်းပဲဒီလိုပဲဆုတောင်းခဲ့ကြရပါတယ်တကယ့်နာမည်ကြီးယဟန်နာတွေဖြစ်လေဒီလိုအဖြစ်အပျက်တွေကိုပို့တွေ့ရလေပဲဖြစ်ပါတယ် ကြောင့်ဒီလိုအဖြစ်အခြေအနေမှာစိတ်မပြတ်ဖို့ကို့မှာစိတ်ဓာတ်ဆွမ်းအားတက်လာမယ်ကျေးဇူးတော်ရဲ့အကူအညီလုံလောက်တယ်ဆိုတဲ့အသိနဲ့ကို့ဘက်ကလည်းပဲစူးစမ်းဖို့အထူးလိုအပ်ပါတယ်အိမ်ဝင်ကလေးချမ်းနဲ့ဆက်ဆက်ပြီးတော့နားလည်မယ်ဆိုရင်တော့ပြောရတာကရှင်းနေပါပြီမနေ့ကတော့အလိုပဲကျွေးချက်စရာနှစ်ခုရှင်းပါတယ်မသိဘူးမဟုတ်ဘူးသိတယ် အချိန်မရောက်သေးဘူးမဟုတ်ဘူးရောက်မှန်းကိုသူတို့သိနေကြတယ်။သိရတာနဲ့မလို့ဖြစ်တာ။အပြင်းမန်းမိုးလေဝသအခြေအနေတွေသူတို့ခံမှန်းတတ်တယ်။သိပ္ပံပညာတခြားသောပညာရဲ့တည်းသိတယ်။ဖျားအကြောင်းတရားအကြောင်းလည်းပဲ အခြေခံသဘောလူတိုင်းသိကြတဲ့ပုံကိုယ်တွေကြီးပဲဖြစ်ပါတယ်။ဒါကြောင့်မလို့သခင်ဆိုတာနောက်ဒီဧဝံဂေလိကျမ်းဒုတိယပိုင်းမှာတတိပေးထားတာက နောက်ဆုံးချိန်ကျမှတရားခွင်ရောက်မှတရားရှင်ဆန်ရတာထက်တရားခွင်မရောက်ခင်အချိန်ရှိသေးတော့လှုပ်ရှားရှိတာလှုပ်ထားပြည်လဲအောင်ညှိနှိုင်းရရှိတာညှိနှိုင်းထားအတိဘယ်ကတော့ကိုကိုတိုင်းပြုရမယ့်ဟာကိုပြုဖြစ်သွားအောင်ရှောင်ရမယ့်အရာကို အကူတွေကတတ္တိရှိရှိရှောင်ပြအောင်အကူတွေကစပြီးဆုံးဖြတ်တော့စူးစမ်းတော့ ကိုအားနဲ့မရနိုင်ဘူးဆိုတာကိုလည်းဝန်ခံပြီးဖရာရဲ့ကျေးဇူးတော်ကိုစပြီးတော့တောင်းခံတော့ဆိုတာကိုဒါကြောင့်ဒီနေ့ထောက်ရှုခြင်းကိုရှင်အော်ဂတ်စတင်ရဲ့ကြော်ကြားလာတဲ့အဆိုမိန်တစ်ခုနဲ့ပဲအဆုံးသတ်ချင်ပါတယ် Give what you command ကိုတော့အမိန်ပေးတဲ့အရာကိုပေးပါတပည့်တော်ကို And command what you will ကိုယ်ကအလိုတော်အတိုင်းလုပ်နိုင်အောင်တပည့်တော်ကိုခိုင်းစေပါကိုယ်စိတ်ကိုကိုခိုင်းလို့မရဘူးကိုယ်စိတ်ကိုကိုမနိုင်ဘူးတရားဟာလူတိုင်းတွေ့ကြုံနေရတဲ့အဖြစ်မှန်ဒါကြောင့်မလို့ကောင်းကင်ဘုံမြစ်တာမှာလည်းပဲအမြဲတည်းရမှာမကြာခဏကိုယ့်ကိုယ်ကိုသတိပေးရမှာတိုင်ဝဲပြီးတန်းကိုရောအလိုတော်လုပ်ဖြစ်ပါစေလုပ်နိုင်ပါစေပြည့်စုံပါစေဆိုတာကကိုယ့်ရဲ့အလိုတော်ကိုဖះအလိုတော်နဲ့မကိုက်ညီရှောင်ရှားနိုင်ပါစေ ဖះလိုလိုနဲ့ကြိုက်ညီဖို့တဖြည်းဖြည်းညှိနှိုင်းနိုင်အောင်ထတ်တူကြနိုင်အောင်ပြုလုပ်နိုင်ပါစေရွေးချယ်ရမှန်းသိတယ်ရွေးချယ်ပြီးတဲ့အခါမှာလည်းအကောင့်ထဲပေါ်ပြည့်မြောက်အောင်လုပ်နိုင်ပါစေလို့ဆုတောင်းနေခြင်းသာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အမြဲဆုတောင်းနေကြရမှာကတော့ဖះအလိုတော်သည်ပြည့်စုံပါစေတော့ဆိုတဲ့အချက်ပဲဖြစ်ပါတယ်